ရွေးကောက်ပွဲမှာပြန်လည်အနိုင်ရခဲ့တဲ့နောက်ကနေဒါဝန်ကြီးချုပ်ကနေကသူ့ရဲ့နိုင်ငံဟာအမေရိကန်ရဲ့ဖိအားပေးမှုတွေအတွက်ဘယ်တော့မှအညံ့ခံမှာမဟုတ်ကြောင်းကြုံးဝလိုက်ပါတယ်။ထရမ့်ဟာကနေဒါအပေါ်ကုန်းသွဲခွန်အခတွေတိုးမြင့်စည်းကြတာကနေဒါဆိုတာအမေရိကန်ရဲ့50%ခုမြောက်ပြည်နယ်ဖြစ်တဲ့တယ်လို့မလေးမစားပြောဆိုတာတွေလုပ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်းဂျက်စတင်ထရူဒူနှုတ်ထွက်ချိန်မှာယာတူးစက္ကန်ကဲ့သို့ကနေရဲ့ Liberal Party ဟာအခုနှစ်ရွေးကောက်ပွဲအတွက် လူကြိုက်နေခဲ့ပေမဲ့ Trump နဲ့ပတ်သက်ပြီးမမထန်ထန်တုံ့ပြန်ရပ်တည်မှုတွေကမဲဆန္ဒရှင်တွေရဲ့အမြင်ကိုပြောင်းလဲပစ်လာနိုင်ခဲ့ကြောင်းလေးလာသူတွေကသုံးသပ်ပါတယ်။ဒါပေမဲ့တောင်ပြိုကမ်းပြိုရလဒ်တစ်ခုနဲ့အနံရတာမျိုးမဟုတ်တာကြောင့်ပါတီငယ်တစ်ခုခုနဲ့ညွန်ပေါင်းအစိုးရဖွဲ့စည်းဖို့တော့လိုအပ်မှာပါ။အခုရွေးကောက်ပွဲရလဒ်ကတော့ကနေဒါရဲ့ခိုင်မာတဲ့သွေးစည်းမှုကိုပြသလိုက်တဲ့သတင်းစကားတစ်ခုလို့သူကညွှန်းဆိုပါတယ်။ရွေးကောက်ပွဲချုပ်မဲဆွယ်မှုတွေထဲမှာ သူအချိန်အချိန်မိမောင်းထိုးပြခဲ့တဲ့ကနေဒါနဲ့အမေရိကန်ကြားဆက်ဆံရေးအပြောင်းအလဲကိစ္စကိုလည်းကာနေကရွေးကောက်ပွဲအနိုင်ရပြီးမှထက်လောင်းသတိပေးပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့တစ္ဆာဖောက်မှုကိုအယံတုံ့လောက်အံ့ဩခဲ့ရကြောင်းဒါပေမဲ့ကနေဒါဟာဒီလိုသင်ကန်းစာတွေကိုဘယ်တော့မှမမေ့တင်ကြောင်းကနေဒါကကိုကိုကိုအားကိုးရမှာဖြစ်ကြောင်းပြီးတော့ကနေဒါနိုင်ငံသားအချင်းချင်းပို့မှုရိုင်းပင်းဖို့လိုအပ်ကြောင်းလဲကာနေကဆိုပါတယ်။ကာနေဟာသူ့ရဲ့မဲဆွယ်ကာလတလျှောက်လုံးမှာ ထရမ့်ကိုစန့်ကျင်တဲ့သဘောထားတွေကိုအဓိကမူဝါဒတစ်ခုဖြစ်ကျင့်သုံးခဲ့တာဖြစ်ပါရဲ့ရှင်။